မင်္ဂလာပါရှင်ဒီနေ့ကနိုဝင်ဘာလ20ရက်နေ့ဖြစ်ပါတယ်ရှင်ဟိုပါဗောဘူကျုပ်ဇမင်းထွန်းကပြည်သူတွေတိတိတိထိုက်တယ်ဆင်လို့သတင်းမှန်ပြန်ကြားရေးကနေပြီးတော့ထုတ်ပြန်ထားတဲ့အမေရိကန်ရဲ့စာတစောင်းထုတ်ပြန်ချက်ကိုသူရှင်းပြတယ်အဲ့ဒီဥစ္စာကိုဒေါ်လာစားမီဒီယာတွေကခေါင်းစဉ်ပြောင်းသွားအောင်လုပ်ပြီးအမျိုးမျိုးဝေဖန်တယ်ကိုယ်နိုင်ငံကိုဘာလုပ်ချင်နေမှမသိဘာမှမသိဟာမျိုးတွေလိုက်ရေးနေတာအဲ့ဒါမတ်နေနားလေတဲ့ဟာပြောပြမယ် အမေရိကန်ကကြားဖြတ်နယ်ပတ်သက်ပြီးတော့ကြားဖြတ်နယ်အဖွဲ့ new state ဖို့လို့နာမည်ပေးထားတဲ့အဖွဲ့ဖွဲ့စီပြီးတော့ operation စစ်စင်ရေးဝင် လုပ်ခဲ့တယ်ဆိုပြီးတော့စာထုတ်ပြန်လာပါတယ်ပြီးတော့ KK ပတ်လိုနေရာတွေမှာလိန်လယ်မှုတွေလုပ်ထားတဲ့အဆောက်အဦတွေကို location တွေကိုသူတို့အနေနဲ့တိုက်ဖြတ်တားဆီးဖို့အတွက် riot light pool ဆိုလာအဲ့လိုအဖွဲ့ကိုဖွဲ့ပြီးတော့တဲ့ ပူပေါင်းဆောင်ရွက်နေတယ်လို့သူတို့ကစာထဲမှာပါတယ်။ပြီးရင်အမေရိကန်ကပဲထောက်လန်းရေး FBI အေဂျင့်တွေက ထိုင်းနိုင်ငံထဲကိုဝင်ရောက်နေပြီးတော့သူတို့ကဒီ KK အဲကြားဖြန့်နှိမ်နင်းရေးတွေလှုပ်ဆောင်နေတယ်လို့သူတို့ကစာထုတ်တယ်။အဲ့မှာဗိုလ်ချုပ်ကသူပါပြောလဲဆိုတော့အဲသူကအဲ့ဒီဟာစာထုတ်ပြီးတော့ KK ပတ်လို့နေရာတွေပေါ့အဲ့လိုကြားဖြန့်နေဝင်ရောက်ဖြည့်ရှင်းတယ်သူတို့ပါသူတို့စာထုတ်ပြီးမဲ့ဒီမှာက မြေပြင်မှာလည်းမတွေ့ဘူးပေါ့နော်စစ်စင်ရေလောက်လားမလောက်ဘူးဆိုတာမြန်မာနိုင်ငံအဲမသိဘူးသူတို့ကကျွန်တော်တို့ကမသိပါဘူးမြင်လည်းမမြင်ပါဘူးလို့ပြောခဲ့ပါတယ်အဲ့နေရာမှာမနေ့ရက်အမြင်လေးကိုပြောပြရစီအမေရိကန်ပြောတဲ့အတိုင်းထိုင်းရဲတွေကအမေရိကန်ကိုခေါ်ပြီးတော့မြန်မာနိုင်ငံကပြည်နယ်အတွင်းမှာစစ်စင်ရေလောက်ခဲ့တယ်ဟာအမှန်ဆိုရင်အဲ့ဒီနေမြေဟာနေဆက်ဖြတ်ကျော်မြေနေချက်နေဆက်ဒေသတွေပေါ့နော် ကုံတဲတွေအများတန်းဝင်ထွက်သွားတဲ့နေရာရွှေပြောင်းလုတ်သားတွေအများတန်းဝင်ထွက်သွားလာနေတဲ့နေရာဖြစ်တဲ့အတွက်တစုံတယောက်ကတေကြာပေါက်ဗီဒီယိုဖိုင်ရိုက်ပြီးတော့ထုတ်မှာတေကြာပေါက်ပါပဲကိုလူမျိုးတွေကြောင်းကိုတီးပြီးသားဥစ္စာအဲ့တော့ဒီကိစ္စကတခါမှမလုတ်ခဲ့ဘူးဘိုးချုပ်ပြောသလိုပဲတခါမှမလုတ်ခဲ့ဘူးထိုင်းကကြားဖြန့်ကသူတို့ပါသူတို့ကြားဖြန့်ခေါင်းဆောင်ကထိုင်းပါလေ ထိုင်းမှာမိသွားတယ်မြင်တယ်မလားဗီဒီယိုဖိုင်နေအေးအဲ့ဥစ္စာကိုသူကကျွန်တော်တို့အာဆီယံဒေတာတွင်အစည်းအဝေးတွေမှာတမရထရန့်ကတက်ခတ်ပြီမဲ့ဘာသင်မှမကြားရဘူးအခုစာထုတ်တယ်ဆိုတာမြန်မာနိုင်ငံကိုဒီလိုလုပ်တယ်ဘာညာပြောပြီမရှိမှမရှိတာဥစ္စာဘိုချို့ပြောတာရှင်းရှင်းလေးရယ်လေအဲ့တော့အမေရိကန်ကလည်းတရုတ်နဲ့မပေါင်းဘူးကိုကကိုလုပ်မဲ့သဘောလားဘလို့လဲမသိဘူးအေးအဲ့ဒီဥစ္စာကို ဟိုခေါင်းစဉ်ပြောင်းတော့အောင်ရှောက်ရေးနေတဲ့အယူတွေကိုကဘာပြောရှင်လဲတေချာနားထောင်လာလေကိုကိုဖက်ကဗိုလ်ချုပ်ပြောတဲ့စကားအမှန်ပဲလေယူနေတာအဲ့ဒါပြပြအောင်မယ်အရန်စိတ်ပူနေတဲ့လောက်ကိုင်းနေအဲကုတ်ခိုင်းနေလာရှိုးမှာရှိရဲ့လူတွေအဲလာရှိုးရဲ့ဒီဘက်အချမ်းမှာရှိနေတဲ့လူတွေအတွက်နေ့ကတိရှိတဲ့လောက်ပြောပြခြင်းဖြစ်ပါတယ်ကိုတိုင်းဖုန်းဆက်ပြီးကိုတိုင်းသိတဲ့တရင်တွေနော်အဲ့ လာရှိုးကိုပိတ်မိနေပြီပေါ့လာရှိုးမှာပိတ်လိုက်ပြီပေါ့တီဘောမှာတရားပိတ်လိုက်တဲ့အတွက်ဟိုဘက်အချမ်းနေမှာလဲလိုက်ပိတ်ထားတယ်ဟိုဘက် MMD ရကပိတ်တဲ့ဟာရှိတယ်ဒီဘက်စစ်တပ်ကပိတ်တဲ့ဟာရှိတယ်အဲ့ခါကျတော့အဲ့ဒါကိုကြည့်ပြီးတော့စစ်ပြန်ဖြစ်တော့မယ်လာရှိုးတကြောပြန်ပြန်ဖြစ်တော့မယ်လာရှိုးမှနေတဲ့လူတွေကိုယ်တိုင်ကသတိထားဒီတစ်ခါတော့ဒုက္ခပဲပါညာနေဖြစ်နေအမှန်တကယ်ကတော့ဘာမှမရှိပါဘူးရှင်မဆစ်မှမဖြစ်နိုင်ပါဘူးဟိုဘက်ဒီဘက်အကုန်လုံးကအေးဆေးပဲ MMDAA တွေအဖွဲ့တွေကတရုတ်ကတရုတ်ကဖိအားနဲ့သူတို့ကဇလန်းစတာပေါ့နော်အဲ့တော့ဟိုဟိုဘာလို့ဘယ်လိုပြောရမလဲသူတို့က20ရက်နေ့ထိသူတို့ရဲ့အင်တာနက်တွေကုန်ပိတ်ထားတယ်အဲ20ရက်နေ့မှာအစည်းအဝေးရှိတယ်လို့သူတို့ကကြော်ညာပြီးတော့ဒီဒေသခံလောက်ကင်မှာဆိုရင်အလုပ်တွေအကုန်ရပ်ပလိုက်ပြီ20ရက်နေ့ထိကိုရပ်ထားတယ်အဲ့လိုတွေလုပ်တယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်မလားလို့ပြောပေမဲ့ ကျွန်မစုံစမ်းသိရှိရတော့ဘယ်နေရာမှာစစ်ပြင်းတာမတွေ့ရပါဘူး MMBA ကလည်းဟိုဟာဒီဟာဘာမှမလုပ်ဘူးဟိုသူများပြောဆိုလို့ဝါတွေဆင်းလာရပါတယ်အဲ့ဒါလည်းလုံးဝလှုပ်ရှားမှုမတွေ့ရဘူးအဲဟိုရဖက်မှာ MMDA ကဟိုစက်ကြီးအောက်တာနည်းနည်းပြင်းထန်နေရပေါ့နော်အဲ့မှာနည်းနည်းလေးပြဿနာရှိနေတယ်အဲ့တော့20ရက်နေကိုအစည်းအဝေးရှိရတက်မလို့နဲ့ဆွေးနွေးမယ်ပေါ့ MMDA နဲ့ပတ်လောင်နဲ့ ဲ့လိုအဲ့လိုမြောက်သုံးခေါင်တည်းရလူတွေနဲ့ပေါ့ဆွေးနွေးမှာလို့အဲ့လိုသိရှိရတယ်ပေါ့နော်ဒါကတရုတ်ဘက်ကအဲတရုတ်ဒီဘက်ကနေထုတ်ပြန်နေတဲ့သတင်းပေါ့နော်မြန်မာပြည်ဘက်ကတော့ဘာမှမကြားရဘူးစစ်ပြင်းနေရလဲဘာမှမရှိဘူးအေးအေးဆေးဆေးပါပဲလမ်းပိတ်ထားတာရှိရယ်နင်းလားငါလားဟဲ့အောင်နေမင်းဟဲ့အောင်မင်းလဲမင်းတို့ဒါလို့ငါတို့လဲဒါလို့မယ်အဲ့လိုပုံစံအခြေအနေပဲလို့ထင်ရတယ်ဒါမဲ့မြန်မာတမန်မြန်မာအစိုးရကပေါ့တရုတ်ကိုမကြောက်လို့ တရုတ်ကိုစောက်ယူမဆိုင်ဘူးဟိုကိုယ်နိုင်ငံရဲ့ဥပဒေအတိုင်းသွားတဲ့အတွက်အမ်ပြည်သူလူထုတွေမသိသေးတဲ့အမ်တရုတ်ရဲ့ကုန်ကားအစီလေးရာကိုတမတော်ကဖမ်းပလိုက်တဲ့ခါကျတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဲ့ဒီဇလန်းနေဖြစ်လာတယ်လို့သိရှိရပါတယ်ရှင့်ပြီးရင်ရခိုင်မှာဆိုရင်စကန်းနေရှေ့ကိုဆက်ဆက်သွားနေတာခုနစကန်း၈စကန်းအထိအဲရပြီဖြစ်ပါတယ်အဲ့ဒီမှာအဲတက်မတော်ကအောင်ပွဲရနေတော့အဲဓာတ်ပုံရိုက်နေတော့ပေါ့ ဒရုန်းကြလို့အလူအများကြီးတည်တယ်ဆိုဗီဒီယိုဖိုင်ကကင်မရာထရိတ်ပါတိချာကြည့်ကြည့်ပါဒီလောက်ကြရင်ဘယ်သူရောက်မှမလွတ်ပါဘူးဒရုန်းနဲ့ကိုယ်တိုင်ခံကြည့်ကြည့်ကိုယ်တိုင်ကြတာခံကြည့်ကြည့်အဲ့ခါကျရင်တည်လိမ့်မယ်ကင်မရာထရိတ်ကြီးဖြစ်ပါတယ်ခံစားရ